ဘော့စ်ကိုဖန်တီးတဲ့သူကဘရန်ဒွန်လီဖြစ်ပြီးတော့သူက69နှစ်လောက်တည်းကနီကိုနဲ့ရင်းနေခဲ့တာပေါ့နော်အဲသူတို့ရင်းနေတာအခုဆိုလို့ရှိရင်နှစ်30လောက်ရှိပြီအခုလက်ရှိ Human Made ရဲ့အကြံပေး Advisor ဖြစ်လေဒီဘရန်ဒွန်လီကတာဝန်ယူထားရသူဖြစ်တယ်ဒီလက်ရှိ Human Made မှာထွက်နေတဲ့ product တွေကအစားပေါ့နော်ဒါဘရန်ဒွန်လီရဲ့အကြံဉာဏ်တွေအများကြီးပါတယ်လို့ပြောလို့ရတယ်ဒီ Osmo Plaza ကကြတော့ဒီ Vary ရဲ့ Nico ရဲ့သူတို့နှစ်ယောက်ကပေါ့နော် ဂျပန်ရဲ့ရှိုးဝါခက်ကဒီမန်ဂါရေးတဲ့သူတွေမန်ဂါအနုပညာရှင်တွေပေါ့နော်စုပြီးတော့နေပြီးတော့ရေးတဲ့အနုပညာဖန်တီးတွေရှိတဲ့တိုကီဝါဆိုဆိုတဲ့အဆောက်နေရာလို့ပုံစံမျိုးဖြစ်အောင်သူကလုပ်ချင်တာပေါ့နော်ဒီအိုဆိုမိုပလာဇာကိုလည်းဒီ street culture တွေစိတ်ကူးစိတ်သန်းတွေပြဖို့အတွက်ကိုဒါဖွင့်ထားတဲ့ဆိုင်လို့ပြောလို့ရတယ်ဒီဆိုင်မှာကဒီ Bari ရဲ့ Gedron Grind Wisted U ဒါ Nigo ရဲ့ Human Made စတဲ့ exclusive item တွေကိုအဓိကထားပြီးရောင်းမဲ့နေရလဲဖြစ်တယ်။အဲ့ဒီစိတ်ကူးစိတ်တမ်းတွေကို advice လုပ်ပုံဖော်ပေးနေတာကတော့ Costco ဖန်တီးတဲ့ brand တွေဖြစ်ပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ Osmo Plaza ရဲ့ဖွင့်တဲ့အကြောင်းဂျင်ဂျိုကလေးပေါ့နော်။ ားလုံးမင်္ဂလာပါဒါတော့ကျွန်တော်2023ဒီဇင်ဘာ23ရက်နေ့မှာထွက်ခဲ့တဲ့ Ghost နဲ့ Human Made ရဲ့ collaboration ကိုသွားပြီးတန်းစီခဲ့တာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်ဒီ Supreme လဲရခဲ့တယ်ပေါ့နော် Supreme Timberland ဖနာလဲရခဲ့တယ် Osu Mo Plaza မှာသွားဝယ်တာကကြတော့ Human Made website မှာသွားအရင်ဆုံးမဲနိုင်ရတယ်ပေါ့နော် email နဲ့မဲနိုင်ရတယ် email နဲ့မဲနိုင်ပြီးတော့ပောက်တဲ့သူတွေကိုအဲအရင်ဆုံးသူကမေးပို့တယ်ပေါ့နော်အဲ့ဒီခါကျတော့မှကျွန်တော်ကသွားပြီးတော့တန်းစီရတာဖြစ်ပါတယ်အမဲမပောက်တဲ့သူကတော့ဒါဝယ်ခွင့်မရှိပါဘူးစိုင်ပါပေါ့နော် မင်းပေါက်တဲ့သူပဲဆိုင်မှာတွားပြီးဝယ်လို့ရတယ်။တွားပြီးတန်းစီတဲ့အခါမှာကျွန်တော်ကတနေ့20မှာတန်းစီရတဲ့အခေါက်ဖြစ်ပါတယ်။ဆိုတော့တနေ့20မှာရအောင်တွားပြီးတန်းစီရတယ်။ကိုယ့်ရဲ့ email ကိုရောက်နေတဲ့ QR code ပြရတယ်။အဲအဲ့ QR code ကိုသူကဖတ်ပြီးတော့မှဆိုင်ထဲကိုဝင်ခွင့်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့ဝယ်ခဲ့တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အရင်ဆုံး Supreme ကိုတစ်ချက်ပြပါမယ်။ဒါကတော့ Supreme မှာ Supreme နဲ့ Temple လဲ။ Brand Timberland မှာဒါတော့ဘော့စ်ကတော့တော်တော်ကြီးတယ်ပေါ့နော်ဘော့စ်ကတော်တော်ကြီးတယ်တော့ဒါ Supreme ကခုနောက်ပိုင်းကကျွန်တော်ဝယ်လို့ရှိရင်နည်းနည်းလေးသတိထားရတယ်ဘော့စ်တွေပိုင်းမှာပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒါဆိုင်မာတွေကပါတယ်အဲ့ဒါပေါ့အဲဆိုင်ကလူတွေကလည်းယူရင်ယူမယူရင်နေဒါဒါပဲရှိတယ်အဲ့ပုံစံမျိုးပေါ့နော် တော့တမ်ဘာလန်ပါအဲ့တော့ဒီဖနက်တွေကြတော့ဒါကြိုက်တဲ့သူတွေကတော့ဒီဖနက်တွေကြိုက်တယ်ပေါ့နော်ကျွန်တော်ကဒီဖနက်ကတိတ်မကြိုက်ဘူး retail ကရန်၄000ကျော်ရန်၄000မလောက်လည်းမသိဘူးရန်၄000ကျော်ပေးရတယ် resale ကကြတော့အဲလောလောဆယ်မှာ9000ကျွဲ6000ဝန်းကျင်လောက်ပေါက်နေတယ်ပေါ့နော်နမတ်ကောင်းမှဒီဖနက်ကရတာဖြစ်ပါတယ်ဆိုတော့အရန်ရီအတွက်လည်းနည်းတယ်လောလောဆယ်မှာတော့စနီကာတန်းမှာ9000ကျွဲ6000ဝန်းကျင်လောက်မှာဒါဈေးပေါက်နေလို့ ပြောလို့ရပါဘောเนาะโอเคကျွန်တော် cost human make ကိုတစ်ချက်ဆက်ကြည့်ပါမယ်ဒါကတော့ supreme ပါอืมอ่าแล้วคอสโมกราดาโอเคได้ဖြစ်ပါတယ်အရင်ဆုံးကတော့ကျွန်တော်ဒီခွက်ကလေးပေါ့เนาะခွက်ကလေးတွေဝယ်ခဲ့တယ်ခွက်က cost နဲ့ human make ကောင်လေးပေါ့နော်ဒါလေးတွေကရန်3000ကျော်ဒီကွက်ကလေးတွေကရန်3000ကျော်ပေးရတယ်ဈေးတိကျကျွန်တော်မှတ်မှတ်မိဘူးဆိုပြီးတော့မပြောင်းဒါလေးတွေရန်3000ကျော် resale ဈေးကကျတော့ဒီကောင်လေးက9000ရန်9000 8000လောက်ပေါက်တယ်ပေါ့နော်ဒီကောင်လေးက cost human made โอเคဒါတော့ကွက်ကလေးပါနောက်တစ်ခုကတော့ဒီကောင်ဖာဖာ jacket ဒီကောင်းကြီးပါဖာဖာဂျက်ကဖာဖာဂျက်ကကကြတော့ဒီကောင်းက reversible ပေါ့နော် reversible နှစ်ဖက်လှနှစ်ဖက်လှဖာဖာဂျက်ကကိုဒီကောင်းရဲ့ retail ဈေးကရန်9000လမ်းသူအဲ့လောက်ပေးရတယ်ဆိုတော့ဈေးကတော့များတယ်လို့ပြောပါတော့နော်ဈေးကတော့များတယ်သူ့ရဲ့ collaboration ကလည်းမိုက်တယ်ဈေးကလည်းတော်တော်များတယ်ဒီကောင်းကဒီဘက်မှာဆိုလို့ရှိရင်ဒီကျယ်သေးနေပါတော့ကျယ်သေးနေ ိုင်မယ်လို့အတွင်းဘက်အတွင်းမှာတော့စင်နေပါတော့စင်နေဒီကောင်ကတော့ရန်9000 9000 9000ကျော်ပါတော့ရန်9000ကျော်ပေးရတယ်ဒီကောင်က reversible ကိုမှာအတွင်းနဲ့ဒီလိုမျိုးပေါ့နော်ဒါကိုပြောင်းပြန်ပြန်ပြီးတော့လှန်ပြီးဝေလို့ရတယ်ပေါ့ပြောင်းပြန်လှန်လိုက်ရင်ကျတော့ဒါတော့ဒီဘက်ဒီဘက်ကကျတော့ဒီ cost ရဲ့ human made ရဲ့အကောင်လေးထည့်တာပေါ့နော်မျိုးလေးထည့်ထားတယ်ဆိုတော့ ဈေးကတော့များတယ်ဒါပေမဲ့လည်း resale လည်းထပ်ပြီးတော့မြောက်သွားတာပေါ့နော် resale လည်းထပ်ပြီးမြောက်တယ် resale ကလောလောဆယ်12000ဝင်ကျင်တော့ပေါက်နေပေါ့နော်အဲ site ပေါ်မူတည်ပြီးတော့12000 13000အဲ့ဝင်ကျင်လောက်ထိပေါက်ပါတယ်ဒါကတော့ consumer made ပပါချက်ပြပါတကယ်မိုက်တာကြံသေးတကယ်မိုက်တာနောက်တစ်ခုကကြတော့ဒီကောင်ဒီကောင်လဲ cost member ပဲ ဆိုတော့ဒီကောင်လေးကတော့ပုံမှန်ဆွဲတာပုံစံမျိုးပေါ့နော်ခရုနတ်ဆွဲတာပုံစံမျိုးဒီကောင်လေးဈေးမြောက်တယ်ဒီကောင်ကရန်6000ကျော်လာမသိဘူးရန်6000ကျော်ပြရတယ်ဆိုဒီကောင်လေးပေါ့နော်ဒီကောင် resale ဈေးကဘယ်လောက်မြောက်ဘယ်လောက်ဖြစ်နေလဲမသိဘူးဒီကောင် resale ဈေးကပြီးတော့မှကြည့်ရမယ်ဆက်တာလေးလည်းမိုက်တယ်လုံးဝမိုက်တဲ့ဟာပါပါပါ cosmic mate basti jacket ဒီကောင်ကကြာတော့ကျွန်တော်တို့ retail နဲ့ရဖို့ကတော်တော်လေးခက်တယ်ပေါ့နော် online ကနေစောင့်ဝယ်တာကျွန်တော်ပြီးခဲ့တဲ့နှစ်ကလည်းဒီကောင်ထွက်တယ်ဒါပေမဲ့လို့ထွက်တိုင်းမရအောင်အဲတောက်လျှောက်အများကြီးကုန်းသွားတာကြီးပဲပေါ့နော်အခုနှစ်မှရတာပါအခုနှစ်မှသူက varsity jacket ကိုအယောင်3ယောင်ထွက်တယ်ဒီကျွန်တော်အနက်ယောင်ရယ်ပြီးလို့ရှိရင်အဖြူယောင်ရယ်ပြီးအနီယောင်ရယ်ပေါ့နော်ဒါကတော့လုံးဝအနက်ယောင်ဒီကောင်က အဲ online မှာ show off ဖြစ်တာအမြန်ဆုံးပဲပေါ့နော်ဒီပါ costume make ကျေးဒီလေးပါရေးအစဒီလိုမျိုးထည့်ထားတယ်သူ့အတွင်းနေတာဒါမျိုးပေါ့နော်ဒီကောင်ကတော့ air side ဒီကောင်က retail ဈေးအရန်16000ပေါ့နော်ရန်3600ရှိတယ်။ resale ဈေးကကြတော့လောလောဆယ်မှာရန်1020ဝန်းကျင်ပေါ့နော်။22 23 site ပေါ်မူတည်ပြီးတော့1020ဝန်းကျင်လောက်ထိပေါက်နေပါဗျ။ ဆိုတော့ဒါကတော့ varsity jacket ပါဒါတွေကတော့ကျွန်တော်ဒီနေ့ဝယ်ခဲ့တဲ့ course နဲ့ human made နဲ့ collaboration ဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်